င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးသွားမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်း၊လိုင်းသာရရှေးပိုင်းမြို့နယ်နှင့်ရှေးပြည်သာမြို့နယ်တို့ရဲ့ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားကွင်းဆင်းကြည့်ရှုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းနှင့်တိုင်းဒေသကြီးဝင်းကြီးများသည်အော်တိုဘာ24ရက်နေ့နက်ပိုင်းကလိုင်းသာရရှေးပိုင်းမြို့နယ်နှင့်ရှေးပြည်သာမြို့နယ်တို့ရဲ့ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းနှင့်အဖွဲ့သည် လိုက်တာရအရှိပိုင်းမြို့နယ်အောင်စီရတရာအစင်းတွင်ဇလားပုံအုပ်စီရေမြောင်းဆောင်ရွက်နေမှုနှင့်အောင်စီရတရာတောင်ပချံလှိုင်မြစ်မြစ်ထွက်ပေါက်မြေအောက်ရေမြောင်းဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပါသည်အဲ့ဒီနောက်ရှောင်းတိုင်းဒေသကြီးဝင်းကြီးချုပ်အစိုးသိန်းနေအဖွဲ့သည်ရွှေပြည်သာမြို့နယ်အမှတ်လေးလမ်းမကြီးတစ်လျှောက်အုပ်ဖို့မှတ်တိုင်ကြီးတွင်လမ်းတို့ချက်ရန်အတွက်လမ်းနေနေလုကင်းရာတွင်တအားတိုင်များအသည့်တိဆောက်ခြင်းလမ်းနေတွင်ကြောက်နေသောတအားလိုက်နေတအားတိုင်များအားဖေရှားခြင်း လမ်းမီတအားလိုင်းများတိဆောက်ခြင်းဆက်သွယ်ရေးဂျိုများတက်ဆင်ခြင်းနဲ့ဆက်ရဲနေရများဖြင့်ရည်စည်းလာကောင်းမှုရေးဆောင်ရွက်နေမှုအခြေအနေများအား၎င်းအမတ်လေးလမ်းမကြီးတစ်လျှောက်ရန်ကုန်မြို့နယ်စီမံသားရေးကော်မတီမှဆောင်ရွက်နေတဲ့လိပ်ပုတ်ချောင်းတရာတွင်ဆက်ရဲနေရများဖြင့်ရည်စည်းလာကောင်းမှုရေးဆောင်ရွက်နေမှုအခြေအနေများအား၎င်းကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလမ်းပြီးတိုင်းများလမ်းနှင့်လူကင်ရေးအမြန်ဆုံးစနစ်တကျအနေအကင်းစွာရှင်းလင်းဆောင်ရွက်ရန်ဆက်သွယ်ရေးဂျိုများအားစနစ်တကျတက်ဆင်ဆောင်ရွက်ရန် လမ်းပြဝဲရရွှေမြောင်းတခြားအမိုက်နှုံများဆက်ယူရှင်းနေရန်တန်ရှင်းတာယာတရရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့်လုပ်ငန်းများအားအချိန်တူအတွင်း PC ရေးနှင့်သတ်မှတ်ကာလအတွင်းစံချိန်စံညွန်းကညီစွာဖြင့် PC အောင်ဆောင်ရွက်ရန်တို့ကိုမှာကြပါသည်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့သည်မော်တော်ယာဉ်ဖြင့်လှည့်လည်ကအမှတ်လေးလမ်းမကြီးတခြားတငင်းကုန်းလမ်းစုံမှလေးပုတ်ချောင်းတရာအထိလမ်းတို့ချဲ့ရန်အတွက်လမ်းနေနှင့်လုကင်းရာတွင်တအားလိုက်နှင့်တအားတိုင်များအသည့်တိဆောက်ခြင်း လမ်းနေဝင်ကြောင်းနေသောတအားလိုင်းနှင့်တအားတိုင်များအားဖိရှားခြင်းလမ်းမီတအားလိုင်းများတိဆောက်ခြင်းဆက်သွေးကြိုးများတဆင်ခြင်းနှင့်ဆက်ရံနေရာများဖြင့်ဤစည်းရလာကောင်းမှုရေးဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးကြကြောင်းသိရပါလိမ့်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကူကပြပူလာတာပါ thank you